စင်ကာပူနိုင်ငံဟာမြို့ပြအဆောက်အုံဖွံ့ဖြိုးရေးကဏ္ဍမှာခေတ်မီနည်းပညာရေးနဲ့အတူရှေ့ဆောင်လမ်းပြအဖြစ်ရပ်တည်လာခဲ့တာစစ်စုနှစ်တစုကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။စီးစနစ်ကျမှုနဲ့နာမည်ကြီးတဲ့စင်ကာပူနိုင်ငံဟာမြို့ပြလူနေမှုအစဉ်တန်းကိုတဆင့်မြင့်တင်ပေးမယ်။ Smart Lampus နည်းပညာကိုစတင်မိတ်ဆက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီနည်းပညာအားဆိုရင်ရခိုင်ကနေရာတနေရာစီထားရတဲ့ Wi-Fi, CCTV ကင်မရာ၊လေတုအရေးသွေးအာရုံခံကိရိယာနဲ့အရေးပေါ်အကူအညီတောင်းဆိုတဲ့ခလုတ်တွေကိုလမ်းမီးတန်တစ်ခုထဲမှာပဲအကုန်ပေါင်းစပ်ပြီးတဆင့်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ ဒီဘက်ဆောင်တောင်းမိတဲ့နေဟာမြို့ပြ area ထဲမှာနေရာယူတာကိုတတ်တာစီအောင်တာမကပဲသူပြင်ထင်းသိမ်းမှုကွန်ကြားစရိတ်တွေကိုပါ short ချပေးနိုင်တာပဲဖြစ်ပါတယ်။ လေတုရည်သွေးအာယုံခံကရိယာတွေကလေတုညဉ့်ဉဏ်မှုအဆင့်ကိုအချိန်နဲ့တပြေးညီအချက်လက်တွေစုဆောင်းပေးတာကြောင့်မြို့တော်အရာရှိတွေအနေနဲ့မြို့ကိုတွေရင်ကျောပိတ်ဆို့မှုကထွက်လာတဲ့အငွေ့တွေနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာစိုးရင်ပူပန်မှုတွေကိုပုံမထီရောက်စွာတုံ့ပြန်ဖြစ်ရှင်းနိုင်မှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲတက်ဆင်ထားတဲ့ Wi-Fi ကလည်းဒေတာခံတွေလည်းခီးသွွားအဲ့တွေကိုပုံမမြန်ဆန်တဲ့ Internet ချိတ်ဆက်မှုကိုရရှိသေးပြီးအရေးပေါ်အကူအညီတောင်းခံနိုင်တဲ့ Cloud တွေကဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေတွေဒါမှမဟုတ်ရာဇဝတ်မှုတွေကိုတည်င်းပို့တာတွေအတွက်ချက်ချင်းအကူအညီရရှိစေနိုင်မှာဖြစ်ပါတယ်။ဒီ Smart Meter စနစ်ဟာ တာမန်လမ်းမီတာတွေကိုအများပြည်သူဘေးကင်းရေးရရှင်တည်တက်ခံရရေးနဲ့ digital ချိတ်ဆက်မှုအတွက်အစမ်းထက်တဲ့ platform တစ်ခုဖြစ်ပြောင်းလဲပြီးတော့မှာဖြစ်ပြီးစင်ကာပူနိုင်ငံရဲ့မြို့ပြလူနေမှုအစဉ်တန်းကိုတစ်ဆင့်မြင့်တင်ပေးမယ့်အနာဂတ်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်